အားလုံးပဲမင်္ဂလာပါဗျအခုဒီနှစ်ထဲမှာပေါ့နော်သာသမီယရနာမွေဖွားမဲ့မိခင်ဖခင်များဖိုးဖိုးဖွားဖွားများဦးလေးတော်တော်များအဲ့တော့ဒါခလေးတွေရဲ့ပေါ့နော်ခလေးလေးတွေရဲ့ဆွေမျိုးတော်ဆက်တဲ့အဲ့လိုပုံကိုယ်တွေကဒီလိုနေမျိုးမှာဒီလိုလာမျိုးမှာဒီလိုရက်မျိုးမှာဒီနှစ်မျိုးမှာဘလို့ရင်သွေးဘာနေသာသမီကို ယူရင်ကောင်းမလဲဆိုပြီးခေါင်းစားနေတဲ့သူတွေအတွက်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ရင်သွေးကကိုယူမဲ့ရင်သွေးကမိန်ကလေးဖြစ်တယ်ဆိုရင်ဘယ်နည်းနဲ့နေကောင်းလဲဆိုတာကိုပြောပြပေးမယ်နော်အင်္ကာကောင်းတယ်ကြာသာပတိကောင်းတယ်စနေကောင်းတယ်ဒါကမိန်ကလေးကိုယ့်ရဲ့ရင်သွေးကတမိမိန်ကလေးဖြစ်နေတယ်ဆိုရင်အဲ့ဒီနေ့နံကိုယူပါအဲ့ဒါဆိုရင်ကို့အတွက်ဒီကလေးရဲ့ဘဝရှိရေးအတွက် အများကြီးအလားလာကောင်းပါလိမ့်မယ်နော်ယောက်ျားလေးဖြစ်နေရင်ရင်သွေးကအကယ်၍သားယောက်ျားလေးဖြစ်နေလို့ရှိရင်တောက်ကြကောင်းတယ်ကြာသာပေးကောင်းတယ်စနေကောင်းတယ်အဲ့ဒီနေ့နံသုံးမျိုးရွေးချယ်ပါအင်္ဂါကတော့လုံးဝမကောင်းဘူးအင်္ဂါမကောင်းဆိုတော့ကြံတဲ့နေ့နံလေးကောင်းလာဆိုတော့မကောင်းပါဘူးဒါသားယောက်ျားလေးပို့အဖို့ပေါ့နော်အဲ့တော့သမီးမင်းကလေးတွေအတွက်ပြန်ပြောမယ်သမီးမင်းကလေးတွေကတော့တောက်ကြနေ့ကိုဟိုနေပေါ့နော် တောက်ကြနေကိုရှောင်ရမယ်။တမိမင်ကလေးတောက်ကြနေကိုလုံးဝလုံးဝမယူသင်ဘူး။အဲ့တော့တောက်ကြနေလည်းမကောင်းဘူး။တနင်းလာတနင်းငွေပုတ်တဖူးပြန်ပြောပြမယ်။တနင်းလာတနင်းငွေပုတ်တဖူးအဲ့ဒီနေ့နဲ့၃မျိုးကတော့ဒီနေ့တနစ်တာလုံးရှောင်ရမယ်။ရှောင်ရမယ်လာအပိုင်းချားတွေမှာအခုဒီပို့ကိုမြင်တဲ့အချိန်ကနေစတင်ပြီးတော့မြန်မာလူ လေးလပိုင်း15ရက်နေ့ထိနော်15-16ရက်နေ့ထိအောင်လေးလပိုင်း15-16ရက်နေ့ထိအောင်အဲ့ဒီနေ့နံတွေကိုရှောင်းသင့်ပါတယ်ကျွန်တော်ပြောတဲ့အကောင့်နေ့နံတွေကိုလည်းရှောင်းသင့်ပါတယ်အဲ့တော့မြန်မာခုနှစ်ကိုတွက်ချက်ရတဲ့အတက်ပညာမို့လို့ပါအဲ့ဒါကြောင့်မလို့အဲ့ဒီနေ့နံတွေကိုပဲရွေးချယ်ပါလို့အကြံပေးချင်ပါတယ်ဒီကလေးဘဝတသက်တာအတွက်အကျိုးပေးတဲ့နေ့နံကကျွန်တော်အခုပြောပြတဲ့နေ့နံပါပဲ ီးတဲ့ပို့ပြီးအသေးစိတ်သိကျင်တယ်ဆိုလို့ရှင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ် ဖြစ်တော့39 255 380 358အဲ့ဒီဖုန်းကိုဆက်ပြီးတော့ဖေရဘာနေသာသမီဘာနေနဲ့အမေရဘာနေနဲ့အဲ့ဒီအတွေ့အကြုံဘလို့နေနဲ့နေယူရင်ကောင်းမလဲဆိုတာကိုကျွန်တော်စီကိုဗီဒင်တွေ့ရင်နဲ့မေးပါအဲ့ဒါဆိုလို့ရှင်ကျွန်တော်မိခင်ရဲ့မွေးဖွားမဲ့ရက်တရအစအဲ့တော့မွေးဖွားမဲ့ဒီဒီဒီနှစ်ထဲမှာဘယ်နေ့ကိုမွေးဝင်မွေးရင်ကောင်းမလဲ မိခင်ရဲ့ကောင်းတဲ့ရက်တွေကိုလည်းစဉ်းစားရမယ်အခုမွေးဖွားလာမဲ့သားသမီးရင်သွေးရဲ့ကောင်းတဲ့ရက်တွေကိုလည်းစဉ်းစားရမယ်အဲ့ဒီနှစ်ခုကိုချိန်ဆရမယ်အဲ့တော့ဒီကလေးကတက်ဦးလားတက်နှောင်းလားအလက်လားအကြီးလားဘယ်နှယောက်မြောက်လဲအဲ့လိုဟာမျိုးစဉ်းစားရမယ်နောက်ပြီးတော့အဖေနဲ့မိတ်တက်ကြသနေသလားရန်တက်ကြနေသလားမိခင်နဲ့မိတ်တက်ကြသလားရန်တက်ကြသလားအဲအဲ့လိုဟာမျိုးတွေအဆအဲ့တော့သူ့ညီကိုမောင်နှမအဆအကုန်လုံးတွက်ချက်ရတယ်အဲ့ဒါကြောင့်မို့လို့ လွယ်လွယ်တော့မရနိုင်ဘူးနည်းနည်းလေးတော့ခက်ခဲတယ်ဒါပေမဲ့အဲ့ဒီကိစ္စကတော့ကျွန်တော်ကိစ္စကျွန်တော်တာဝန်ထားအဲ့တော့မိတ်ဆွေတို့အနေနဲ့မေးရမှာတော့မိတ်ဆွေတို့တာဝန်ဖြစ်ပါတယ်အဲ့ဒီအတွေ့အကြုံဖုံးဆက်ပါဖုံးဆက်မယ်ဆိုလို့ရှင်နဲ့နေ့လဲ7ရက်နဲ့12ရက်အတွင်းကိုဖုံးဆက်မယ်နံပါတ်စင်းပေးမယ်အဲ့ဒါဆိုရင်ရပြီအဲ့တော့ခလေးအမိပေးရလဲထိုးနီး၎င်းပါပဲမိခင်အမိဖခင်အမိဘယ်နှယောက်မြောက် ကြာလာမလာမွေးဖွားတဲ့အချိန်ကလေးရဲ့အသားအရောင်ကလေးရဲ့အရာအမောင်ကလေးရဲ့အရာအမောင်အသားအရောင်ဆိုတာကတော့မိခင်နဲ့ဖခင်နဲ့ဆိုင်တယ်မိခင်ဖခင်ကို ခံမှန်းချိန်စားပြီးတော့အရက်ရှိတယ်အရက်မရှိဘူးအလေအလက်တန်းအသားညိုတယ်ဖြူတယ်မဲတယ်စသည်အပြင်အဲ့လိုဟာမျိုးအဖြေအဖြေထုတ်ရတာပေါ့နော်အဲ့တော့အဖေအမေကလည်းမဲတယ်အဖေကလည်းမဲတယ်အမေကလည်းမဲတယ်ဆိုတော့ဒီကလေးဘလို့နီးနေမှဖြူဖြူစင်စင်လေး ွက်မလာနိုင်ဘူးမဲမဲလေးပဲထွက်မှာပေါ့အဲ့တော့အဖေကလည်းဖြူတယ်အမေကလည်းဖြူတယ်မွေးတာတဲ့ကလေးကတော့မဟိုနဲ့ပေါ့ဖြူဖြူလေးပဲထွက်လာမှာပေါ့မဲမဲလေးတော့မထွက်နိုင်ဘူးနော်အေးအဲ့ဒါလေးတည်းလိုပါတယ်အဲ့တော့မဲမဲလေးထွက်လာရင်တော့ဒါဂျားကားလို့တတ်မှတ်ရမှာပဲနော်ကဲဒီလောက်ပါပဲအဲ့တော့ဂျားကားတော့မမဟုတ်ဘူးလို့ကျွန်တော်ထင်ပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်စီကိုဖုံးဆက်ပါကလေးရဲ့အမည်နာမကောင်းကောင်းရွေးချယ်ပေးပါမယ် ဲ့တော့ဒီကလေးလူလာမြောက်တဲ့အခါမှာကျွန်တော်တို့ကဒီလောကထဲမှာမရှိတော့ဘူးเนาะအဲ့ဒီကလေးလေးလင်ကောင်းသားကောင်းရအောင်ဇနီးကောင်းရအောင်ဘဝမှာမပင်မပန်းပဲနဲ့တက်တောင်တက်တာနဲ့ဘဝမှာကြီးပွားအောင်ချမ်းသာအောင်အဆင်ပြေအောင်အဲ့လိုနီလန်းတွေကိုကျွန်တော်ခေါင်းထဲမှာထည့်ပြီးစဉ်းစားပေးတယ်အဲ့ဒီအတွက်ကြောင့်သူအလှကြီးအတန်းကြီးလုံနိုင်ပြီးကြီးပွားချမ်းသာပြီးဆိုရင်ကျွန်တော်တို့ကတမလုံးဘဝနဲ့ပြီးတော့ဒီကလေးရဲ့ပြုသမ ्या ကုသိုလ်တွေကိုတာတို့ခေါ်နိုင်မှာပေါ့ ဲ့တော့ကိုပေးထားတဲ့အမည်နာမပိုင်ရှင်ခလေးဒီစင်းရဲနေမယ်မွေးနေမယ်ဆိုရင်ကျွန်တော်တို့လဲတမလွန်ဘွားတာထုမပြောနဲ့နော်ဘာမှတော့ခေါ်နိုင်မှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ तू ကအလှူတန်းမှမလုံနိုင်တာစင်းရဲတာကိုအဲ့ဒီအတွက်ကြောင့်ဒီခလေးပညာတတ်ဖြစ်ဖို့လိုတယ်မိခင်ဖခင်ညီကိုမောင်နှမအားကိုးရတဲ့သူမျိုးဖြစ်အောင် ကျွန်တော်တာဝန်ထားပါလို့အကြံပေးချင်ပါတယ်ကဲအဲ့တော့ကိုယ့်ရဲ့ရင်သွေးနဲ့ပတ်သက်တာတွေကိုကျွန်တော်စီမှာယုံကြည်စိတ်ချစွာ အနှံလို့ရပါတယ်ဗျကဲ ီလောက်ပါပဲကျွန်တော်ကြော်စင်ဟင်းဖန်အံပဲဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေများအရောက်တိုင်းအရောက်တိုင်းလူရဆန္ဒပြုပါပါစေအားလုံးအဆက်အစပ်ရကံကောင်းနိုင်ပါစေလို့ဆန္ဒပြုမြတ်တာပို့ပါတယ်ဗျာ